အားလုံးပဲမင်္ဂလာပါဒါပြီးခဲ့တဲ့ရက်ကချက်စီတင်ကဥပန်းတိုင်းအတင်းရဲ့အင်ကွေမှာ3နေရလတ်နဲ့5ပြက်အနိုင်ရတဲ့ပွဲမှာအတင်းရဲ့အာဂျင်တိုင်းသားကွင်းလေကစားသမားဖြစ်တဲ့အန်ဆိုဖာနာဒက်ကဒူးဒဏ်ရာရရှိခဲ့တဲ့အခြေအနေကြောင့်မို့လို့လာမယ့်ပတ်မှာကစားမယ့်နိုင်ငံတကာပွဲစဉ်တွေရဲ့ပွဲစဉ်တွေကိုလွှဲချုံသွားတော့မယ်ဆိုပြီးတော့မှတရင်တောက်ဖြစ်တဲ့ဒါကျွန်တော်တို့ရိုဘတ်တိုကာစီလက်စ်ကဖော်ပြထားတယ် ဆိုတော့ဟိုအန်ဆိုဖာနန်တက်ကချက်စီအသင်းရဲ့အဓိကအခေယကစားသမားဖြစ်တယ်လို့ဒီရဒီမှာဒါကျွန်တော်တို့ချက်စီအသင်းတို့ကဆယ်ပွဲကစားထားတဲ့သုံးဂိုးတွင်းယူပြီးတော့မှဒဂိုးဖန်တီထားပြီးတော့မှနီးပြအန်ဆိုမာရစ်ကအထွက်တော့အဓိကကွင်းလည်းကစားသမားတယောက်ဖြစ်နေတဲ့ကစားသမားလည်းဖြစ်တယ်လက်ရှိမှာအန်ဆိုဖာနန်တက်မွိုင်းဆက်စ်ခိုင်းစီတို့နဲ့ကျွန်တော်တို့ပေါ့လေဒီကစားသမားနှစ်ယောက်ကချက်စီကွင်းလည်းမှအဓိကကြာနေတဲ့ကစားသမားဖြစ်တယ်လို့ဒါကျွန်တော်တို့အန်ဆိုဖာနန်တက်အနေနဲ့ ပြီးခဲ့တဲ့အော်တိုဘာလတုန်းကလည်းဒူရန်အခြေအနေရရှိခဲ့တဲ့အတွက်ကျွန်တော်တို့ဒီပေါ်လေအာဂျင်တိုင်းနာကန့်စ်ကနေကျွန်တော်တို့လန်ဒန်ကိုပြန်လာတဲ့အခြေအနေလည်းရှိခဲ့တယ်ဆိုတော့ကျန်စီအတင်းအတွက်တော့ခေါင်းရှုပ်เสียအခြေအနေပါဘာကြောင့်လဲဆိုတော့ဟိုအာဆီယံတန်ယာမဖြစ်ဖို့မျှော်လင့်ခဲ့တယ်လို့လက်ရှိမှာလည်းအာဆီယံတန်ယာမဟုတ်ဘူးဆိုပြီးတော့လည်းဆေးအဖွဲ့ကပေါ်ပြထားတယ်အာကျန်စီအတင်းမှာကကျွန်တော်တို့ကွင်းလေပေါ့လေအထက်ကကစားသမားတွေအာသူခိုးဖားမှာတစ်ဖက်ကရိုမီယိုလာဗီယာတို့အင်ဂျူရီဖြစ်နေတယ်ဆိုတော့ခိုးဖားမှာကလည်းဒီဇင်ဘာ လအစောပိုင်းလောက်မှပြန်လာနိုင်တယ်ဆိုပေမဲ့လို့လက်ရှိဒီပေါ်လီဒီတလလုံးချက်စစ်တဲ့ပူပေါင်းနိုင်မှာမဟုတ်တလို့ရိုမီယိုလာဗီယာကလည်းကြံ့ခိုင်မှုအရာပေါ်လေပြည့်နေတဲ့အနေထားမဟုတ်ဘူးဆိုတော့ဒီအချိန်ဒီမှာမွိုင်းဆက်ခိုင်းစီရိုတယောက်တည်းပဲအားကိုးနေရတဲ့အနေထားဖြစ်သွားတယ်ခိုင်းစီရိုကကျွန်တော်တို့အတက်ခင်တဲ့အစားရင်ဒီပေါ်လေမစ်ဖီဂါတာနဲ့တစ်ဖက်က defense ကိုပူအားတန်တဲ့ကစားသမားဖြစ်တာကြောင့်မို့လို့ ဒါဖက်ကအန်ဆိုဖာနာတက်လို့တိုက်စစ်ကိုအရင်ကြီးလိုက်နိုင်တဲ့ကစားသမားတယောက်မဟုတ်တဲ့အတွက်အန်ဆိုဖာနာတက်ကအဓိကကစားသမားလို့ဖြစ်နေတာဆိုတော့ဟိုအန်ဆိုဖာနာတက်အင်ဂျူတဖြစ်သွားတဲ့အချိန်မှာဒီဘိုနာနိုတီအပါဝင်ရိုမီယိုလာဘီယာတဖက်ကဆန်တိုတို့ကိုဒီပြအန်ဆိုမာရက်စကကအလက်ကျ300ဖို့အချိန်နေရှိတယ်ဆိုတော့ ဒါဒီရဒီမှာအဓိကကစားသမားဖြစ်နေတယ်ဆိုတော့2025အတွင်းမှာဒါကျွန်တော်အန်ဆိုဖာနာတက်ကကလပ်အသင်းအတွက်ရောဒီပေါ်လေနိုင်ငံအာဂျင်တိုင်းနဲ့လက်ရွေးစင်အသင်းအတွက်ပါ50ပွဲကစားထားပြီးတော့မှာဒါသူ့အနေနဲ့ပေါ်လေအလုံလောက်တဲ့အနားယူမှုမျိုးလိုအပ်တယ်ဆိုပြီးတော့မှာအာဂျင်တိုင်းနဲ့စေအဖွဲ့ကမှာပေါ်ပြထားတယ်ဆိုတော့ချက်စီအသင်းအတွက်တော့ဒါကျွန်တော်စိတ်ရှုပ်စရာအခြေအနေရှိတယ်ဆိုပေမဲ့လို့အာဒိုင်ယာအခြေအနေကအရင်ကြီး ASEAN ဒိုင်ယာမဖြစ်ဘူးအရင်ပြင်းထန်တဲ့အခြေအနေမဟုတ်တဲ့အတွက် ESPN နဲ့အင်တာဗျူးမှာဒါ ဒီအန်ဆိုဖာနာတက်ကပေါ့လေသူနေနဲ့၄ဘက်လောက်ပဲအာကလပ်သင်းနဲ့အတူအာကျွန်တော်တို့မပိုးအောင်နိုင်ဘူးဆိုပြီးပေါ်ပြထားတယ်။ဒါပြန်အန်ဆိုဖာနာတက်က ESPN နဲ့အင်တာဗျူးမှာဒါကျွန်တော်တို့ဒဏ်ရာအခြေအနေကအရန်ပြင်းထန်တဲ့အခြေအနေမဟုတ်တဲ့အတွက်၄ဘက်လောက်ပဲအနားယူရမှာဖြစ်တယ်လို့ကျွန်တော်တို့နိုဝင်ဘာအကုန်ပေါ့လေဒီဇင်ဘာလလယ်လောက်မှာ ကလပ်အသင်းနဲ့အတူပြန်လည်ပူးပေါင်းနိုင်မယ်ဆိုပြီးဖော်ပြထားတယ်ဆိုတော့အနီးပြအန်ဆိုမာလစ်ကအတွက်တော့ခံစစ်ပြဿနာတချို့ရှိနေတယ်လို့ဒါတိုက်စစ်ကတော့ Lien Delas က injury အခြေအနေကပြန်လာနိုင်တယ်လို့တစ်ဖက်မှာဒီ Wim ကစားသမားတွေဖြစ်တဲ့ Astrid Bauer ပထုနာတို့တစ်ဖက်မှာ Jimmy Gitter နဲ့ Jaden Sancho တို့ခြေစွမ်းပြန်ပြနေတယ်လို့ဒါကျွန်တော်တို့ Jao Patro ကလည်းခြေစွမ်းပြနေတယ်တိုက်စစ်အတွက်ပြဿနာတိတ်မရှိဘူးဆိုပေမဲ့လို့ကွင်းလည်းအတွက်တော့မေးခွန်းထုတ်စရာအခြေအနေရှိတယ်အဲ Santo ကလည်းကျွန်တော်တို့ဒီ အန်ဆိုဖန်တက်လောက်တိတ်ပြီးတော့မှအရေးပါနေသေးတဲ့ကစားသမားတယောက်မဟုတ်တာအတွက်မဟုတ်တဲ့အခြေအနေမှာဒါကျွန်တော်ချင်းစီတင်တော်တော်အာကျွန်တော်စိုးရိမ်စရာအခြေအနေဖြစ်မလားစောင့်ကြည့်ရမယ်နေထားဖြစ်တယ်ဒါပေမဲ့လို့အန်ဆိုဖန်တက်ရဲ့ injury အခြေအနေကတော့ ASEAN တန်းရမဟုတ်တယ်လို့ပြင်ထန်တဲ့အခြေအနေမဟုတ်တာကြောင့်မို့လို့ဒါကလပ်တင်းတဲ့သူပေါ့လေ၃ဘက်လောက်ပဲလွဲချော်သွားမယ်ဆိုပြီးတော့မှတတိယနောက်ဖြစ်တဲ့ Roberto Casillas ကပေါ်ပြထားတယ်ပေါ့လေဆိုတော့ချီးရှုပေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်း ကိုကျွန်မကျင်တဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်